မင်္ဂလာပါကျွန်တော်တို့ construction တက် channel ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ဒီလုံးရေဆူဆူပေါင်းတမုတ်ကိုတိမ့်ထောင်နဲ့ခြေပြီးသုံးထားပြီမြေဒီအမှတ်သုံးခုကြောင့်အိမ်ဟာခိုင်ခန့်မှုရောငွေကြီးပါဆုံးရှုံးနိုင်ပါတယ်ကျွန်တော်အနေနဲ့နေတိုင်းမြေတွေ့နေရတဲ့အကြီးမားဆုံးဆောက်လို့ရအမှတ်သုံးခုကိုပြောပြပြီးတော့ရှောင်ရှားနည်းတွေကိုပါပြောပြပေးတော့မှာပါဒီအမှတ်တွေကိုရှောင်နိုင်ရင်နေအတွက်ရင်းစင်ထိန်းသိမ်းတဲ့ငွေကြီးတိမ့်ပေါင်းများစွာတက်တာဖြစ်ပါလိမ့်မယ်ကျွန်တော် site ထဲမှာနေတိုင်းမြေတွေ့နေရတဲ့အကြီးမားဆုံးဆောက်လို့ရအမှတ်ကတော့ကုန်ရီအချိုးစားကိုစနစ်တကျမရောဆက်တာပါပဲအင်ရှင်တွေဟာဆောက်လို့ရစီတက်တာဖို့အတွက်ပဲဖြစ်ဖြစ် ဘယ်ယူမဆိုင်မိလို့ပဲဖြစ်ဖြစ်ဘီလက်မြေကိုရှော့သွင်းပြီးတင်းနှစ်ယောက်ကိုပိုးထဲမိတကြပါလေဒါဟာအင်းစလုံးရဲ့ခိုင်ခန့်မှုကိုအရင်ကနေချိန်ချောက်နေတဲ့အကြီးမားဆုံးအမှားပါပဲကုန်းနှစ်မှာ136 124ဆိုပြီးဘီလက်မြေတဆတဲနဆကြောက်လေးစားလိုမျိုးတတ်မှတ်ထားတဲ့အချို့အစားနော်မီနယ်မစ်တွေရှိပါတယ်အဲဒီနေရာမှာနော်မီနယ်မစ်ဆိုတာကစန္ဒခန့်မှုမှာအတိအကျစန္ဒထားတာမဟုတ်ဘဲလိုအပ်တဲ့ stress အကောင်းဆုံးရနိုင်ဖို့တတ်မှတ်ထားတဲ့အချို့အစားတွေပါဒီအချို့အစားတွေမှာအနာကျက်တွေရှိနေပြီမဲ့လည်း လူနေအဆောက်အဦတွေအတွက်ကတော့ economical ဖြစ်ဆုံးနည်းလမ်းမှာပဲဒီလိုအစိုးရတွေဟာ column တွေဘီးတွေလိုမျိုးအစားအုံရဝင်ကိုထန့်ထားရတဲ့အစိပ်ပိုင်းတွေအတွက်လိုအပ်တဲ့ sun grade ကိုရအောင်စီမံထားတာပါအဲအဲ့ဒီနေရာမှာဘီးလက်မြေကိုရှော့တုံးလိုက်မယ်ဆိုရင်တော့လိုအပ်တဲ့ strength ကိုဘလို့မှမရနိုင်တော့ပါဘူးဒီလိုအားနည်းတဲ့ concrete ဟာနောက်ပိုင်းမှာအင်းရဝင်ကိုထန့်နိုင်စွာရော့ကျသွားပြီးဆောက်လုပ်ပြီးတနည်းနှစ်အတွင်းမှာပဲနိုင်ငံတွေကျန်းကင်းတွေမှာလိုလိုအပ်တဲ့အခွဲကြောင့်မြောက်ဆောက်ကိုဖြစ်ပေါ်နေပါတယ်ဒါကြောင့်အစားအုံကိုစီစဉ်သူ အင်ဂျင်နီယာရဲ့သတ်မှတ်ထားတဲ့အကျိုးစားကိုလုံးဝရှော့တုံတာမျိုးမလုပ်မိဘူးအထူးရည်ကြီးပါပဲဒီမှာကိုရှောင်ရှားဖို့အတွက်ကတော့ပျံစီယာတွေကိုခံမှန်းပြီးရောဆက်ခိုင်းမဲ့အစားကျွန်တော်တို့စီမှာပေါ်ပေါ်များရနိုင်တဲ့ဆေးဘုံငုံတွေနဲ့ပဲဖြစ်ဖြစ်ဆေးဘုံဝါကြီးတွေနဲ့ပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့ပုံတွေနဲ့တိုင်းတာပြီးမှသာရောဆက်ခိုင်းဖို့အင်ရှင်တွေကကြီးကြပ်ပေးတယ်ပါလေခင်ဗျာဒုတိယအကြီးမားဆုံးမှာကတော့ပုံစံကွက်ဖောင်ဝါကိုချိန်မတန်ပဲဆော့ဆီဆိုဖြုတ်လိုက်တာပါပဲစားလို့ရသမားတွေဟာအချိန်ကုန်တက်တာကျင်တာကြောင့်ပဲဖြစ်ဖြစ်ပုံစံကွက်ပစ္စည်းတွေကိုနောက်ဆိုင်ကိုအမြန်ဆုံးတည်ကျင်တာကြောင့်ပဲဖြစ်ဖြစ်အလင်းစစ်လို့လုပ်တတ်ကြပါလေ ဒီအလင်းဆိုလုံးကအိမ်ရဲ့ခိုင်ခဲ့မှုကိုဓာတ်ရိုက်သေးရန်ပြလိုက်တာနဲ့အတူတူပါပဲအဲနီးပညာရပြောရမယ်ဆိုရင်တော့ပုံစံကွက်ဖြုတ်ယူတာဟာအချိန်ကာလပေါ်မှာမူတည်တာမဟုတ်ပါဘူးကွန်ကရစ်ရဲ့ခိုင်ခဲ့မှု strength ဘယ်လောက်ရရှိပြီလဲဆိုတာပေါ်လာမှာမူတည်ပါတယ်ဥပမာကော်လံတွေအစီဝေါ်တွေမှာတော့ဘေးမျက်နှာစာပုံစံကွက်တွေကိုတရက်ဒါမှမဟုတ်ရင်နှစ်ရက်မှဖြုတ်လို့ရပါပဲဝင်ကိုအဓိကထန်းထားရမယ်ဘေးတွေနဲ့ဆက်လက်တွေရဲ့ကြံခင်းဖောင်ဝါတွေကတော့အချိန်ဆော့ပြီးဖြုတ်လို့လုံးဝမရပါဘူးအဲအဲ့ဒီဖောင်ဝါတွေကိုဆော့ဖြုတ်လိုက်တဲ့အခါကွန်ကရစ်ဟာ သူ့ရဲ့ design strap အပြည့်အဝမရခင်မှာပဲဘင်းဟာသူ့ရဲ့အုံးဝိတ်ကိုရော slab ပေါ်မှာထပ်ပြီးတိစောက်နေတဲ့ဝန်တွေကိုပါစတင်ပြီးတော့ထမ်းပို့လိုက်ရပါတယ်ဒီလိုဖြစ်တဲ့အခါကွန်ရီသားမှာ permanent deflection လို့ခေါ်တဲ့ပြန်ပြင်လို့မရတော့တဲ့အကွေညှို့မှုတွေဖြစ်လာပြီးအခြေအနေပိုဆိုးလာတတ်ပါတယ်အကွေကြောင့်တွေဖြစ်လာပြီးဆိုရင်တော့အချိန်ကြာလာတဲ့အမျှရေကိုရေငွေတွေစိတ်ဝင်လာပြီးတန်ကြောင်းတွေကိုတန်ကြီးတစီတာကွန်ရီသားကိုအားနေပြီးဆွတ်ချတခုလုံးပြိုကျသွားတာတွေအထိဖြစ်တယ်လို့ပါဒါကြောင့်အင်ရှင်များအနေနဲ့သတိထားရမှာက business slab တွေရဲ့အောက်ထံ တောက်တိုင်တွေကိုအ ਨੇ ဆုံး14ရက်ကနေ21ရက်ထိထားပေးဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့အိမ်ကိုအလင်းစလိုလုပ်မဲ့ကပ်ထိုက်တာတွေရဲ့ဆန္ဒထက်အိမ်ရဲ့ခိုင်ခံမှုကိုဦးစားပေးဖို့အရေးကြီးဆုံးပါပဲ။ကျွန်တော်တို့ site engineering တွေတွေ့နေရတဲ့အိမ်ဆောက်ရမှာအဖြစ်အမှားဆုံးအမှားတစ်ခုကတော့အုပ်စီတဲ့အခါအုပ်တွေကိုရေဝအောင်အရင်ဆုံးမလောင်းတာပါပဲ။အရှင်မြတ်စုကတော့ဒါကိုအသေးဖွဲလို့ထင်တတ်ကြပါလေ။ဒါပေမဲ့ဒီအမှားလေးကပဲအိမ်နိုင်ရတဲ့ခုလုံးရဲ့ရေရှည်ခိုင်ခံမှုကိုဖျက်ဆီးနိုင်တာပါပဲ။နေဘူးထဲမှာ၆တွေ့နေတဲ့အုပ်တွေဟာရေငက်နေတဲ့ရေမြုပ်တစ်ခုလိုပါပဲ။ ရေကိုလွယ်လွယ်ကူကူဆုပ်ယူနိုင်ပါတယ်ပရန်စီယာတွေကအဲ့ဒီအုတ်ချောက်တွေကိုဘီလက်မြေအနှစ်မော်တာနဲ့စီလိုက်တဲ့အခါအုတ်ချောက်တွေဟာမော်တာထဲမှာပါတဲ့ဘီလက်မြေရဲ့တပြည့်ဖို့လိုအပ်တဲ့ရေတွေကိုချက်ချင်းဆုပ်ယူလိုက်ပါတယ်ဒီလိုဆုပ်ယူမှုမြန်ဆန်သွားတဲ့အခါဘီလက်မြေနှစ်ဟာအားနည်းပြီးပွားသွားတဲ့အခြေအနေကိုရောက်သွားပါတယ်အဲ့ဒါဆိုရင်တော့အုတ်နဲ့အုတ်အကြားဘီလက်မြေချင်းချင်းကအဘိုနီစရန်ကလုံးဝမရှိတော့ပါဘူးအဲရက်လက်နေနေကတော့စီပီကစားမှာအဆင်ပြေအောင်ရှိနေပေမဲ့နိုင်ရန်ခြောက်သွားတဲ့အခါအုတ်နဲ့ဘီလက်မြေအကြားမှာအလွယ်တကူကွာဟမှုတွေဖြစ်လာပြီးနောက်ပိုင်းမှာ နိုင်ငံအကွက်ချင်းတွေရဲ့အဓိကအကြောင်းရင်းဖြစ်လာတော့တာပါပဲတကယ်တော့ဒါကိုဖြေရှင်းမှုကအရင်လွယ်ပါတယ်အုပ်စီမဲ့အုပ်တွေကိုအ ਨੇ စုံ6နာရီရဲ့ရေဝအောင်ထိန်းထားဖို့ဒါမှမဟုတ်ရင်အလုပ်သမားတွေကိုစီမဲ့ရှင်မနိုင်ရင်မှရေဘက်နဲ့ရွှေရွှဲဆူအောင်လောင်းထားဖို့အရေးကြီးပါတယ်ဒီလိုရေဝအောင်လောင်းထားတဲ့အုပ်ကရေကိုထပ်မဆုပ်ယူတော့ပဲဘီလက်မြေကိုသူ့အားအပြေရဖို့အခြေပြလိုက်တဲ့အတွက်အိနိုင်ရန်တွေရဲ့ခိုင်ခံ့မှုဖိတ်ချသွားပါပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့နေ့စဉ်မြင်တွေ့နေရတဲ့စားလို့ရအမှတ်တော်ကိုအသေးစိတ်ရှင်းပြပေးခဲ့ပါပြီ။အုံမစီခင်မှာယူမလောင်းတာက နိုင်ငံရေးအားကိုရော့သိလို့ဖောင်ကဆော့ဖြုတ်တာကတခြားကိုပျက်စီးစေပြီးတော့ကွန်ရီမေ ratio မလာကတော့အဆောက်အုံတစ်ခုလုံးရဲ့အသက်အန္တရာယ်ကိုဖြတ်ပေါ်လိမ့်ပါတယ်။အဲအဲ့ဒီအမတွေကပြင်းမငါကြည့်မတိတာပေမဲ့ရရှိမှာတိတ်နဲ့ချီတဲ့ပြပြင်းစည်းတွေအိမ်ခိုင်မာကိုဆွေးရင်ရတဲ့စိတ်ဖိစီးမှုတွေနဲ့နေရပါလိမ့်မယ်။ဒါကြောင့်တပတ်ထားတဲ့ဆန်းကျင်ဆညွန်းအတိုင်းလောက်ဆောင်တာကပတ်ဆက်ဘူးမကုံပါပဲနဲ့အိမ်ရဲ့ဘေးကင်းလွန်ကျွမှုကိုအမတ်ခံနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါလိမ့်ခင်ဗျာ။ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကသင်ရဲ့အိမ်ကိုအကောင်းဆုံးဆောက်လုပ်နိုင်မှုဘဟုသုတတွေပေးဆက်နိုင်မယ်လို့ယူဆကြပါတယ်။ ဒီလိုအရေးကြီးတဲ့ engineer ရာဘုသူစာတွေကိုဆက်လက်နားဆင်နိုင်ဖို့ channel ကို subscribe လုပ်ပြီး like and share လုပ်ပေးဖို့တောင်းဆိုပါရစေ။နောက်ပတ်မှာပိုပြီးအသုံးဝင်တဲ့ video တွေနဲ့ပြန်လာပါမယ်။အားလုံးပဲခိုင်ခန့်တဲ့အိမ်တွေပိုင်ဆိုင်နိုင်ကြပါလိမ့်ဗျာ။